မင်္ဂလာပါဖရီဇာကိုလေးပြိုင်ဆိုင်ဝင်ကျင်ရှာနေတဲ့မိတ်ဆွေတွေအတွက်ဂလီစီယာရဲ့ PD 398N model လေးနဲ့မိတ်ဆက်ပေးကြပါမယ်အခုပြထားတဲ့ဂလီစီယာဖရီဇာရဲ့ site ကတော့အလျားကလေးပြိုင်နဲ့နှစ်လက်မှအနံကနှစ်ပြိုင်နှစ်လက်မှရှိတဲ့ site ကြီးပဲဖြစ်ပါတယ် site သမားတွေအတွက်အဆင်ပြေဆုံးကတော့အကျန်းတန်းခံနေ fiber gun နဲ့ပြုတ်လုထားပြီးအပေါ်မှာမှန်ဘုံတစ်ထပ်ထပ်ပြီးတော့ပါရှိပါသေးတယ်။ပြီးရင်ညဘက်မှာအသုံးပြုလို့ရှင်လေသူက LED light တင် ပါရှိတာဖြစ်တဲ့အတွက်အသုံးပြုရတာအဆင်ပြေသေးတယ်ရှင်းရှင်းလင်းလင်းညဘက်မှာမြင်ရပါမယ်ဒီမန်တကားတွေပါတာပါကောင်းလဲဆိုလို့ရှိရင်စိုင်းသမားတွေအတွက်ဆိုရင်ဒါဖွင့်လိုက်ပိတ်လိုက်ခဏတိုင်းလောရတဲ့အချိန်မှာအေးအေးလွတ်ထွက်တာကိုအော်နင်းနိုင်တယ်မြန်နင်းအောင်သူကပြုတ်လုပ်ပေးနိုင်တယ်ဗောနော် ဒီ freezer မှာဆိုလို့ရှိရင်ရေခဲတစ်တာအနေနဲ့ရော freezer အနေနဲ့ပါအသုံးပြုနိုင်အောင်သူ့ရဲ့ temperature control ခလုတ်လေးကပြောင်းလဲပြီးတော့ပါရှိတယ်။အဲ့တော့ cooling bag ကိုထားမယ်ဆိုရင်တော့ရေခဲတစ်တာအနေနဲ့သုံးနိုင်တယ် freezing bag ကတော့ဒါ freezer အနေနဲ့သုံးမှာပေါ့နော်။အဲ့တော့ဟိုခဲကျင်တဲ့အခြေအနေမှာဒီ temperature control ခလုတ်ကို cooling bag ကိုမထားမိဖို့တော့ queue site ဖို့လိုအပ်ပါတယ်။ Glacier freezer မှာဆိုလို့ရှိရင်အမခံ၃နှစ်ပေးထားပြီးတော့ပထမတစ်နှစ်အတွင်းမှာဒီဆက်ရဲ့ error တွေ factory error တွေအတွက်ပစ္စည်းကိုလက်ခအခမင်းကျန်တဲ့နှစ်နှစ်ကတော့လက်ခမင်းနေပြင်ပြင်ပေးတာမှဖြစ်ပါတယ်ဒီတော့ glacier freezer ကိုလိုအပ်လို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ home made electronic ရဲ့ showroom နေအားလုံးမှာရရှိနိုင်ပါတယ်ရှင်